မင်္ဂလာပါရှင်ကျမတို့ရဲ့ Nursery Garden Audio Book Channel လေးကနေအားလုံးကိုပြန်လည်ဆွဆွလိုက်ပါတယ်ဒီနေ့မှာတော့ကျမကဆရာမကြီး channel ကျော်မမလေးရဲ့ဘုံရိပ်မဟုဆိုတဲ့ဝတ္ထုရှင်လေးကိုဆက်လက်ဖတ်ပြတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အားလုံးပဲစိတ်ဝင်စားနဲ့အဆုံးထိလိုက်ပါနာဆင်ပေးကြပါအောင်ရှင်ဆရာမကြီးကိုလည်းဒီစာအုပ်လေးကိုဖတ်ပြခွင့်ပြုဖို့ဒီဗီဒီယိုလေးကနေတစ်ဆင့်ခွင့်တောင်းရင်းနဲ့နှုတ်ခွန်းဆက်တာလိုက်ရပါတယ်ရှင်ဦးဝေးချစ်တယ်နော် ်ထိုစဉ်ကရင်ထဲ၌မောတော်ကြီးဖြစ်ခဲ့တယ်လို့ယခုလည်းပြန်တွေးမိ၍ရင်ထဲ၌မောလာသည်ထထမှာဘဝေးကိုမမေးပါဘူးဟုစိတ်ချုပ်လျက်မနေနိုင်သဖြင့်ဒီလိုပဲညာတိုင်းဆင်းတွေ့ကြသလားဟုမေးလိုက်မိသည်ညာမဟုတ်ပါဘူးဒီညပဲတွေ့ရညဆောင်းနေမယ်ဆင်းလာပါဆိုလို့ညနေကအတင်းပဲပြောလိုက်တာနဲ့နောက်ထပ်ဘာမှမမေးစင်မဲဆက်လက်၍လည်းမကြားလိုပဲဝိအနာမထားလိုက်သည် ခနာထသွား၍အိုးဝေကိုသူနဲ့တဘောမတူဘူးလားမမဟုအိုးဝေကစိုးရိမ်ပူပန်စွာမေးလိုက်လေသည်ခနာသည်တောမီဟန်ကိုရုတ်ကာကိုကိုဆောင်းလေးလျက်နေနှစ်တန်ရင်ပြရပါပဲစိတ်အနှောင့်အယှက်မဖြစ်ပါနဲ့အိုးဝေဆိုပြီးဖြတင်းတကားကိုတော့ပိတ်သည်ဘဝထအသက်20လောက်ကြီးနေသောဦးစိုးဟန်ကိုအသက်18နှစ်အရွယ်ဝဝင်းနှင့်တဘောသူဘိုးရာအသက်ချင်းကွာခြားလွန်သည်အရွယ်ချင်းမလိုက်လွန်သည် ူတို့ချင်းကြိုက်၍တဘောတူရရင်တူရမည်သာလူကြီးကြိုက်၍ပေးရာကဥဆုဟံကိုအသက်ကြီးရာနှင့်ပယ်လိုက်မှအမှန်ပင်ဖြစ်သည်ထရာသည်အရာရဲတွင်ဝဝိဤရှိရေကိုအပူတပြင်းစဉ်းစားနေလေသည်ဝဝိအလိုလိုက်၍မိမိကတဘောတူသည်သာဖခင်နှင့်အကိုတို့တဘောတူပါမလားဟုတွေးမိပြန်သည်အထူးသဖြင့်ကိုနေဦးမှာမျက်နှာဖြူတနာရှင်များကိုစန့်ကျင်ကမြို့ချစ်စိတ်ကဲအောင်သူဖြစ်၍တဘောတူမှမဟုတ်မဲအတက်တည်သည် မိန်းမတယောက်မိကိုအားထားလောက်ဖို့ယောက်ျား၌ရှိရမည့်ပညာအရေးချင်းကွန်ထရက်အဆင့်အတန်းကိုကြည့်ရင်ဦးစောဟံမှာစိတ်ကြိုက်မျိုးမနာရတဲ့လွန်ခဲ၍ပင်နေသေး၏မြို့အုပ်ဝင်ထောက်ဖျားထုခံရထုခံတဲ့လူမျိုးကပေါ်ရှင်ပေါ်မီပိုစိတ်ဝင်၍တခင်အခေါ်ခံပြီးမြမအငွေရလုံးလုံးဖြောင်းရက်မျက်နှာဖြူစနစ်အတိုင်းနေထိုင်သူမျိုးကတွေ့ရခဲ့ပြီးချင်း ခရာသည်ငွေနေရာတွင်ဝင်၍ဥသောဟန်၏ခုံတွက်နှင့်အဆောင်အယောင်များကိုစုံမက်ကြည့်သည်။လပါခန္ဓာထေဝါသည်အဆောင်အယောင်တွေကိုမျက်တက်စုံမက်စေကာမူမြန်မာစစ်စစ်ကအင်္ဂလိပ်စနစ်အတိုင်းထက်ကျက်လိုက်တူနေခြင်းကိုအသေးလေးမုံ၏။ခရာမှာပြဿနာအရရကိုအပူတပြင်းစဉ်းစားရင်းဖြစ်ပါမလားဟုစိုးရိမ်မိသည်။ပရင်ရောင်တောက်လဲသည့်အရက်ဖန်ခွက်ကိုဝိဝိမျက်စီရဲ့များဘလို့မြင်မလဲဟုသူတို့ရင်ကြောချမ်းလာမိသည် ။ဝဝေသည်ထထကိုကြောခိုင်းအိမ်လေးကတစ်ဖက်တွင်မျက်ရည်တူတူကြနေလေ၏။သူဘဝကိုသူစဉ်းစားမိသည်။သူသည်ဒီအိမ်ကြီးကိုကြည်ထင်ရမည်။ဒီအဖေကိုဆောက်ရှောက်ရမည်။ဒီအိမ်ကြီးနှင့်အဖေအရေးကလွဲ၍တပြင်းတခြားအရေးသူ့မှာမရှိရ။သူဘဝနှင့်အီစားထားဖို့မသင့်။တဘာသူကိုချစ်ချင်းသည်အဖေနှင့်အိမ်ကိုတစ္ဆာဖောက်ခြင်းနှင့်အတူတူကဲတို့တော့ကရင်းနှဲပဲ့တင်တန်းခံနေလေသည် အိမ်ထဲအဖေနား၌ဒီသောဝေသည်အိမ်အပြင်ထွက်ကာချစ်သူနားသို့အောင်နေလေသည်ချစ်သူဘက်သို့ရွေးရှားသွားသောဝေကိုအဖေဘက်သို့ဆွဲ၍ပို့သည်အဖေဘက်သို့ဝေပြန်ရောက်နေပြီးချစ်သူဘက်၌လည်းဝေမပြောက်ပဲရှိနေသည်ဖြင့်ဒီအဖြစ်မျိုးမဖြစ်ဘူးမကြုံဘူးသောဝေသည်တစ်ဖက်ဖက်တွင်ပျောက်သွားအောင်အထုတ်ဖြောက်ကြည့်ရာတွင်ပေဝတမှပြောက်အောင်ဖြောင်းမြရပဲပူလောင်ပြမန်းလျက်ရင်ထဲတွင်တနုံနုံဖြစ်နေလေသည် ထထသည်ပြုံးကနေအိယာမထကမိခွန်လိုက်သည်။ဥဝေသည်မျက်ရည်စကိုတုတ်ကမျက်စိကိုအသာမီလျက်ညင်နေ၏။မိအောင်နေတွင်ထထ၏ညီမြန်းနေသောမျက်နှာကိုတွေ့ရသည်။လီးလံထိုင်းမိုင်းစွာဖြင့်ဇဝဲခုံများသို့လျှောက်သွားကခုံပေါ်၌ပင်လာသည့်အေးဖန်ခွက်ကိုယူမောတောင်းနေသည်။ရေတောက်ပြီးအိယာစီတို့ပြန်မလာဘဲခုံသားတွင် အကြာကြီးရပ်နေလေသည်။အကြာကြီးရက်နေပုံကိုကြည့်နေရမှအိယာရဲ့ပြန်လာအိတ်အောင် မမမအိပ်သေးဘူးလားဟုလှမ်းပြောလိုက်သည်ထထမှာစကနေကြောကုန်းသွားကရင်ငက်လို့အေးထတော့တာနင်မအိပ်သေးဘူးလားဟုမိလိုက်သည်ပူဝေသည်အဲ့ရကထလာကထထမျက်နာကိုစုံစမ်းတလို့ကြည့်လျက် မမဘာဖြစ်လို့လဲဟုမင်းနေလေသည်ဘာဖြစ်လို့လဲမိလာတော့ဝေဤငိုထားသောမျက်နာလေးကိုစိုက်ကြည့်လိုက်သည်ဘာမှမဖြစ်ပါဘူးဟဲ့မအိတ်ချင်တာနဲ့မင်းတို့လက်ထပ်ဖို့ကိစ္စတွေရှောက်စစ်စားနေရ လက်ထက်ကိုဘဝေသည်မျက်လုံးကလေးပြူလျက်ပဇက်ဟာနေသည်ဘဝေနေကိုဦးစိုးဟန်ကဘရော့လက်ထက်မဲလို့ပြောသည်လေဘဝေသည်ကြကြောက်လလန့်ဖြင့်ခေါင်းကိုရမ်းကာမပြောပါဘူးဟုဖြေရှင်းနေသည်ကိုရောင်တွင်ဦးစိုးဟန်နှင့်တွေ့ကြပြီးသည့်နောက်တယောက်နှင့်တယောက်အခြေကိစ္စသာပြောနေကြသည်လက်ထဘူကိစ္စကိုထထပြောလိုက်မှသာကြာသည်ထထမပြောခင် စိတ်ကူးတဲ့လူမရှိသဖြင့်မ လက်ထက်စကားမှာဟိုဝေးအဖို့အချင်းနဲ့ဆွေမျိုးဆက်မကြည့်သေးပဲစိတ်နေပေသည်နင်ရောဘရောလက်ထက်မယ်လို့အောင်းမိတယ်လေမအောင်းမိဘူးစဉ်းလည်းမစဉ်းစားဘူးလက်လည်းလက်မထက်ချင်ပါဘူးဟင်လက်မထက်လို့ဖြစ်မလားဘလို့ပြောရလဲထထသည်မျက်မှောင်ကုပ်၍ကြည်နေသည်ဦးဝေးမှာမြားစွာစိတ်အိုက်သွားကဘာကြောင့်လက်မထက်ချင်သည်ကိုဘလို့ပြောရမှန်းမပြောတတ်သလောက်ကြွားကြနေ၏ ဒီအချိန်နေမရောက်သေးဘူးပေါ့လေခုနေဆိုတော့လေဒါကိုပဲစဉ်းစားအောင်မလဲဒါပေမဲ့ငါတဘောကတော့ရက်ရှည်လာများဆွဲမနေစေချင်ဘူးဖြစ်နိုင်ကြမယ်ဆိုရင်ငါမပြန်ခင်ဖေဖေကိုဖွင့်ပြောပြီးနှစ်ဖက်ဆေးဆက်ထားလိုက်ရင်ကောင်းမယ်ဘိုးအိမ်မှာခေါင်းနဲ့တင်နောက်သွားကလက်ထက်ရမှာကိုမကြောက်ဝင်တကယ်တော့တုံတုံချီချီဖြင့်အိုရလက်မထက်ပဲနေအောင်မယ်လက်ထက်လို့မဖြစ်သေးဘူးဟုတ်အသေးငင်းဆန်နေလေတီး ဘာမဖြစ်တာတော့တယောက်နဲ့တယောက်လက်မထပ်ပဲဒီလိုပဲနေလို့ရောဖြစ်မလားဖေဖေကရောဘဝိနှုတ်ကရောင်အော်မိသည်ဖေဖေကဘာဖြစ်တယ်လဲနေလက်ထပ်သွားရင်ဖေဖေတယောက်တည်းဖြစ်နေမှာကြောင်လားဖြစ်ရမှာပဲဟာဖေဖေတယောက်တည်းဖြစ်မှာမို့နင့်ကိုလက်ထပ်ပေးဖို့မဟုတ်ဘူးဖေဖေတယောက်တည်းရဲ့လို့နင်ကလက်မထပ်ပဲနေရမှာလည်းမဟုတ်ဘူးနင်တို့လက်ထပ်ရင်ဖေဖေအတွက်အဆင်ပြေအောင်စီစဉ်ကြဖို့ပဲရှိရဲ့ ပုံဝီဒီကြာလေးကြာလေးအတွေ့ရချက်လေးပါပဲ။ဥဇော်ဟန်နဲ့အထက်ခင်မိမိမှာဖခင်နဲ့အိုးချခွင့်နေရမည်။ဖခင်နဲ့လည်းခွင့်နေရမဖြစ်။စီးပွားရေးလုပ်ငန်းများကလည်းတမောက်ခေါင်းပူလောင်စဉ်းစားပြီးနောက်ဖခင်နဲ့မခွင့်ရအောင်လက်ထက်ရေးကိစ္စကိုစိုင်းနိုင်သမျှစိုင်းမည်ဟုမအိတ်ခင်တန်တိတ်တန်ချနေလေသည်။ထိုနေ့ညနေမှာနေပွင့်ဤမြပြင်းတွင်လီယလိုက်လီကျောင်း၌ရွံ့ရွံ့လျက် အရှိန်ဖြစ်စီးမျောနေသောတပ်ပံတစင်းသာတရားလျက်မြေထဲတွင်ရှင်နေသည်ပိုနေဦးသည်လက်ပတ်နိုင်ကိုငုံကြည့်လိုက်ကမြေပတ်သို့လန်ဆန်းမြောပြီးလေးနိုင်ထိုးပြီးလာပါဦးမလားဟုအနာကစာကြည့်တဲ့အသွင်ရင်းမှုရှင်နေကိုခန့်ကိုလှည့်ပြောလိုက်သည်ကိုခန့်ကလာမှာပါဟုဆိုသွားညောင်းနဲ့စောင့်ကြောက်ထိုင်ချလိုက်သည်ကမ်းမွန်၌လူတွေခဲနေသည်တယုံလပိဆိုင်ရှိခွေးချေပေါ်၌ခိုင်နေသောကိုအောင်စိန်မှာ ချွေးပြန်လျင်မျက်နှာလျင်အစီထွက်ကမျက်နှာချီများကွက်နေသည်ငွေကြီးဖိတ်လက်သောတောင်ရှိပစိုးစားကိုနောက်သို့ဟန်ပါပါဆွဲပန်းလျက်ခြေပြားထောက်ကမြစ်ဘက်သို့မျောကြည့်နေသည်သူ့အနား၌ပြုံနေသောခလီများမှာအိုးလေကပါတော့ပြုတ်ဟုပွေတောင်းနေကြသည်ကိုအောင်စိန်မှာမင်းသားအဝတ်အစားငှားဝေ့လာခဲ့သည်ဘရုံမှာထိုင်မသိအင်းကြီးမှာထိုင်လိုက်ထားလိုက်သဖြင့်ကြေတွန့်နေသည် ပေါင်း၌မင်းသားရှုံးအောင်ပေါင်းလာသောခေါင်းပေါင်းကိုလက်နှင့်ပြင်းရပြင်းရင်းစောင့်ကြအောင်ဟေးစောင့်ကြအောင်ခုလှမ်းអော်လိုက်သည်ကိုခန့်သည်ကိုအောင်စိန်អော်တန်ကြား၍ပြုံးလိုက်ကာအောင်စိန်တယောက်တော့မြောက်ပွဲဖြစ်နေပြီခုပြောပြီးရှင်နေလေသည်မင်းတို့စားကြည့်တဲ့အတွက်ငကားနေရာစောင့်တွေရောက်လာရဲ့ဆိုကိုခန့်ပေတွင်ထိုင်နေသောဆရာချစ်ကကိုနေဦးကိုမော့၍မေးနေသည်ဟုတ်ကဲ့ဆရာတုံးအုပ်ရောက်လာပါရဲ့တခင်တို့ရင်းနေရဲ့ လူမွဲတို့ရဲ့ထွက်ရင်လန်းဆိုရှယ်လစ်ဝါဒကတခင်ဆိုးရေးတာနောက်တခင်ပိုင်းရေးတဲ့ဒနာရှင်လောကဆိုရှယ်လစ်ဝါဒစာအုပ်ကဘုံဝါဒရေးတာပဲမြေရှင်တွေလယ်ရှင်တွေမရှိရဘူးတဲ့ပုဂ္ဂလိကပိုင်းမရှိရဘူးလို့ရေးတာဟုတ်ကိုခန့်ကထင်မြင်ချက်ဝင်ပြောနေသည်ကိုနေဦးသည်မြေပြင်ကိုတတဲမဲမဲငေးလျက်ဝါခေမအနေနဲ့လည်းထွက်မဲဆိုရင်တော့ရောက်တော့ပါပြီဟုတ်ညီးသွားနေလေသည် ကံမော်၌ဆူရနေကြသောလူအုပ်ထဲ၌ဟောဟိုမာဟိခုလောင်းအော်လိုက်ရာကိုအောင်စိန်ကဘေးရာပင်တွေပြိုခုဆူလိုက်၍ကန္နာ၌လာဆောင်ကြည့်နေသောလူအုပ်ကြီးသည်ဝါကနေပွေးကြနေကြသည်ရန်ကုန်ဒုဗမာအစီအယုံမှတခင်တွေရောက်ပြီးဆိုသောတွင်မှမြို့ထဲတွင်ပြန့်နှံ့နေသည်စေယုံထဲတွင်ယနေ့ညတရားပွဲရှိကြောင်းကြိုတင်မောင်းခတ်ထားကြသည် ကိုနေဦးမှာမြို့ပေါ်တွင်တခင်အသင်းထောင်ရန်လူငယ်ပိုင်းနှင့်ဆွေးနွေးထားလေသည်တခင်အသင်းမထောင်ခင်ရန်ကုန်တို့ဘမအစီအယုံမှတခင်များတရားဟောလာရန်ဖိတ်မန္တာကပြုလိုသည်ရန်ကုန်တို့သွားစဉ်တခင်ဖြစ်နေသောမိတ်ဆွေတခင်သိမ်းမောင်နှင့်တွေ့ကာသူကတို့ဘမအစီအယုံတို့ခေါ်သွားလေသည်တို့ဘမအစီအယုံဝင်တခင်ပါစေတခင်ထုံးအုပ်တခင်ညီရုံးနှင့်တွေ့ဆုံရသည်တော့အမဲတယောက်တော့လာပြီပြုတ်တထေးသားပြ ကျောက်တို့တော့သူမပြန်ခင်မငက်ပါဘူးအဝကျွေးမှာပါသခင်သိမ်းမောင်ကအတန်ပြပြနဲ့အိပ်ဖွဲ့ပေးလေသည်အားလုံးအကျွမ်းတဝင်ရင်းနှီးလာခဲ့လေသည်အမျိုးသားစိတ်ဓာတ်လှုံ့ဆော်လျက်နေချင်းစံကြီးရဲ့အမျိုးသားလွတ်လပ်ရေးကိုသူတို့နဲ့အတူတိုက်ပွဲဝင်အောင်ဖိတ်ခေါ်လှုံ့ဆော်ဟောပြောခြင်းဖြင့်ကိုနီဦးမှာအမျိုးသားစိတ်ဓာတ်ကြီးထွားကာသခင်အသင်းဝင်လာခဲ့လေသည်သခင်ထိတ်တင်ကိုရောခြင်းနဲ့သခင်ပါစေသခင်ကြီးသခင်ထွန်းအုပ် ပြည်သခင်မှမသိတင်လို့ရောက်လာတရားဟောကြားလိမ့်မည်တဲ့င်းဖြင့်မြို့ပေါ်ကလူများမှကနာစိတ်တို့ပြုံစင်းကြည့်နေကြသည်မင်းဆွေမင်းမျိုးသခင်ထိတ်တင်ကိုရောကြီးပါလာမည်တဲ့င်းကြားဖြင့်ခူးလိုမြင်လို့တော့တောကနှိမ့်သက်လာသည်တောသူတောသားအုပ်လည်းပါသည်တဖြည်းဖြည်းကနာစိတ်တွင်လူတွေပြည့်သိမ့်လာကြလေသည်ကိုနေဦးမှာလူအုပ်ကြီးကိုကြည်ကပီတိနှိုင်းကြလျက်စီစီကကမျက်နှာပန်းလလစီးကြရသည်ဟုဝမ်းမြောက်ဝမ်းသာဖြစ်နေပေသည် လာပြီးဟဲ့မြေခွေကချိုးလာတော့မော်တော်ဘုတ်လေးကိုမြင်ကြရလေသည်တူတစဉ်တုံးအောင်ချဲအလံကိုမော်တော်ဦး၌ထိုးဆိုင်လာရာလေထဲတွင်တစ်ဖြက်ဖြက်လွင့်နေလေသည်မင်္ဂလာစီတော်တမ်းမှာမော်တော်ကမ်းမကက်ခင်ကပင်ကမ်းပေါ်၌ချိတ်ချိတ်ညံအောင်တည်နေလေသည်မော်တော်တရားနာသို့ရောက်တော်အခါမော်တော်ဦးမှအသားဖြူဖြူမျိုးလုံးမျက်ဖန်ကောင်းကောင်းပင်နီချမ်းကြီးဝိလျက်ခေါင်းပေါင်းပန်းရောင်ပေါင်းထားသောတခင်ထွန်းအုပ်ကလမောင်းတန်းလျက် ခင်မျိုးဟဲ့ခုစအော်လိုက်ရာကိုနေဦးသည်တရားထိတ်ကရက်လျက်လက်ယုံးဆန်ကတို့ဗမာခုလူအုံနဲ့အတူတံပြန်ပြန်အော်ဟစ်လိုက်လေသည်တခင်မျိုးဟဲ့တို့ဗမာအေးတော်ပုံအောင်ပါစေဤတန်ကကန်းနာတွင်ဟင်းရက်ပဲ့တင်ရက်ခတ်သွားလေသည်တခင်ထိတ်တင်ကိုရောကြီးမပါလာ၍ဖူးသွေးရန်မျောလင်းဆောင်စားနေသောတောပရိတ်တမှာအားလျော့တော်ကြလေသည် ဈေးရုံထဲသို့မသွားခင်မြို့ထဲတွင်စီတော်ရွမ်းရက်တပတ်နေကြသည်လူစီတန်းကြီးရှင်း၌စီတော်ရွမ်းလာသည်ကိုအောင်စိန်မှကိုယ်အောင်ကလာလေသည်တခင်များနှင့်ပါလာသောပင်နီဝစ်တခင်မကိုမြို့ကအထူးဆန်းဝိုင်းကြည့်ကြသည်စီတန်းနှင့်လာသောလူအုပ်ကြီးမှာဟိုဝေတို့အိမ်ရှိသို့ရောက်လာလေသည်ဘဝင်းနဲ့ထထမှာအိမ်ဝ၌ရက်ရက်စောင့်ကြိုကြည့်နေကြသည်အလောက်ကပြန်လာသောဦးသောဟန်မှာလူအုပ်ကြီးနှင့်အင်းဆိုင်ဆုံးသဖြင့် လမ်းဘေးသို့ရှောင်သိမ်းလျက်ကျော်လွန်အောင်အသာရဲဆောင်နေလေသည်ခရာသည်ဝဝိတ်ကိုလက်တို့လိုက်ကခုံမကြီးစံခုပြလိုက်သည်ပင်ဤအင်ကြီးများဝှက်လာကြသောသခင်များနှင့်အင်းကြီးအဖြူလက်ရှိဘောင်းကြီးအဖြူအရှိဝတ်ထားသောဥဇဟန်ကိုရှင်မြင်မိကမျက်စိရှိ၌မနိုင်မရှင်နိုင်လောက်အောင်ခြားနာသောအမှတ်တစိတ်ကိုကြည်ရင်ရှင်ထိုင်း၌လှုပ်ရှားသွားလေသည်ဝါပတ်အုတ်ထုတ်ကြီးဆောင်ကပင်ဒီအင်းကြီးဝတ်ရက်တခင်တွင်ရောရှောက်လာသောကိုနေဦးသည့် ဦးဇော်ဟန်အလားတူရောက်ရင်လက်ယုံစံရက်ပြုံးရသွားလေသည်ဦးဇော်ဟန်မပြုံးချင်ပြုံးချင်ပြုံးရတော့အပြုံးဖြင့်ခရရော့ပြုံးကလူအုပ်ကိုရှောင်သိမ်းရက်ဘူဝေတို့အင်းထဲသို့ကြွေဝင်လာခဲ့လေသည်ဘူဝေနှင့်ထထာမှာစီပြုံးလိုက်သည်အိမ်ကတွင်ထထနေရခဲ့လျက်ဦးဝေမှာဦးစောဟန်နောက်မှအိမ်ထဲသို့လိုက်ဝင်သွားသည်ဦးစောဟန်မှာအိမ်ထဲ၌ဟိုဟိုဒီဒီကြည့်ကားမျက်စာဖြင့်ဒေါ်သက်ရှိမရှိမေးလိုက်သည် ဟွေကကောင်းခါကအိမ်ပေါ်တို့လက်ညှိုးထိုးလိုက်သည်ဟွေညအောင်တွေ့ရအောင်နော်ဟွေအနာတို့ကကလေးတန်းဖြင့်ကမှုရှုထိုးပြောလိုက်ရာဟွေမှာမျက်နှာပြပြဖြင့်အိမ်ရှိသို့လှမ်းကြည့်လိုက်သည်ခရသည်လမ်းကလူအုပ်လွန်သည့်အထိရဲကြည့်နေသေးစီဖြစ်၍အိမ်ထဲသို့ကြောပင်းရင်နေကြသည်မဖြစ်ဘူးထင်နေတနည်းညာတွေ့ရာမမအိမ်မောကမြင်သွား၏ဟိုက် ။ဦးစိုးဟန်၏မျက်နှာတစ်ပြင်လုံးညှိုးမဲသွားလေသည်။နှကန်းကိုတင်းတင်းဆေးလျက်စိုက်နေပြီးမှဘာပြောသေးသလဲဟုတိုးတိုးဆက်မေးနေသည်။ဘဝေဤမတမယာဖြစ်နေသောမျက်နှာကလေးကိုစိုက်၍ကြည့်လျက်ဘဝေထံမှအဖြေကိုမြင်မြန်ကြားလိုနေဟန်စောင့်နေသည်။တို့ခိုင်ထထအိမ်ထဲသို့ဝင်လာသည်ဖြင့်ကိုရှိန်တက်ကြကကလထိုင်တွင်ဝင်ထိုင်ကြရသည်နှစ်ယောက်စလုံးအိမ်တွင်ပြည့်နေပုံကိုအကဲခတ်မိသောထထမှာမင်းအိမ်တွင်ဆင်လျက် ဦးစောဟန်ကိုကိုတယောက်တော့လုံးလုံးသခင်ဖြစ်နေပြီဟုပြုံးပြောလိုက်သည်ဦးစောဟန်သည်ဟန်ဆောင်ပြုံးလျက်ဥကဘာမှမပြောဘူးလားခုမေးပြီးဘိုးရဲ့ဘက်တို့တဆက်တည်းလှဲလျက်ဘိုးဘေရောသခင်အသင်းနဲ့မပါဘူးလားဟုနောက်တလို့ပြောင်းတလို့ပြောနေသည်ဘိုးရဲ့ဒီစိတ်မပတ်တပါပင်ပြုံးလိုက်ကဦးစောဟန်ကိုမကြည့်ဘဲခထားကိုနှမ်းကြည့်လိုက်သည်ပြပေရောသူ့သားဘာလို့လို့မပြောပါဘူး ကျောင်းအားထွက်ပြီးဘလို့စိတ်ပြောင်းသွားရင်မသိပါဘူး။နိုင်ငံရေးဘက်ဝါဒနာပါနေရင်တတရောဝါဒနာမပါဘူးလား။ခနဲ့တလို့လို့ပြုံးစားနေနေဖြင့်မိတော်အမေကိုခက်တီတီဖြေလိုက်မိကြံပြီးမှခက်တီတီမဖြေပဲပြန်၍ပြုံးစားနေနေဖြစ်ပြီးခုတော့ဝါဒနာမပါသေးဘူးဆိုပါတော့မောင်စရာဝင်အလုတ်ကထွက်မှပဲပါဝင်မှာပါ။ခုပြန်ပြောလိုက်သည်။ဦးစောဟန်လီအဖြေကိုတဘောကျတဲ့ကဲ့သို့တက်တက်ရင်မောလိုက်သည်။ အရာမှာဆရာဝန်ကတော်ဖြစ်ပြီးအစိုးရလက္ခဏာအလုံးမှပြုတ်သွားနိုင်သည့်အတိတ်ပဲကောက်ယူကရင်မွနေခြင်းဖြစ်လေသည်။ထရခင်မူကိုတက်နံကိုကျွန်တော်သိပါရဲ့။လူချင်းမရင်းနှီးပေမဲ့အเจ้าတို့ကအခန်းချင်းကန့်နေရလူအေးပဲ။အเจ้าကသူ့ကိုခုံကြီးလို့ခေါ်ကြရဲ့။ဟုတ်ကဲ့။ဘဝိစီကဥစိုးဟန်ပြောင်းလာတဲ့ဇာယာတော့သူလည်းသိရဲ့လို့ပြောပါရဲ့။ထရသည်ပြောပြီးဘဝိဘတ်သူလှည့်လိုက်ကမိမော်ကြီးတိုက်ွယ်ခုပြောလေသည် ။ဘူဝေထသွား၍အိုဝေဤနောက်ပိုင်းကိုဟန်ကိုမြေးကြည့်လိုက်ပြီးတည်ငြိမ်သောမျက်နှာဖြင့်နေသောထထာကိုခက်အန်းအန်းဖြင့်ဒီမှာတော်တော်ကြောင်းမလားထထာဟုပြောလိုက်သည်။ကလေးထားခဲ့ရာစိတ်မချမ်းသာနဲ့ပထမတော့ဆယ်ရက်လောက်ပဲနေမယ်လို့အောင်းမိရဲ့အခုတော့ဖေဖေရောဟိုရီကပါတားတာနဲ့မောင်စီကိုတလားလောက်နေမယ်လို့စာရေးလိုက်ပါရဲ့ကြာပါလိမ့်ဦးမယ်မပြောင်းရင်ကျွန်တော်ရင်လာလေပါအောင် ကျွန်တော်တို့ဒီမှာဘဲမှတော့ဆရာမရှိဘူးတော့သွားရင်သွားပဲအလုံးနဲ့အိမ်မဲကူးနေရပဲဒီအိမ်တော့မကြမကြရောက်ပါရဲ့ခရာသည်ရိန်နာတော်လေးကဥဆောဟန်စကားဆုံးဖြင့်ဒီမှာဘလောက်ကြအောင်နေရပါမလဲဟုနေလိုက်သည်ကျွန်တော်မပြောနိုင်ဘူးကျွန်တော်ပဲထားမလားတပြင်းတို့မျက်နှာဖြူတဲ့ကပဲလှုပ်မလားမပြောနိုင်ဘူးခရာသည်တွေ့ရနေလေသည်အနှဲငယ်တိတ်ဆိတ်နေကြသည် ဦးစောဟန်သည် secret ကိုမင်းကြီးလျက်ခရာ၏အငယ်ကိုတတိထားနေလေသည်ခရာ၏အမှုအရာမှာစိုးရင်ကြောက်ကြသောအတွင်မျိုးမျက်နှာပေါ်တွင်ဖြတ်သန်းလျက်ရှိနေသည်ခရာမှာဝေဝေအတွက်စိတ်မချနိုင်အောင်ရှိရသည်ငငယ်ရွယ်ရွယ်ကလေးနှင့်သူများဖြစ်လို့ဖြစ်စီကြောသားမှာကိုစိတ်ပူရသည်ဒီအသက်ဒီအရွယ်ဖြင့်မိမမယူဝဲနေခြင်းမှာမယူနိုင်သည့်အကြောင်းများရှိကြနိုင်ရှိနေမည်။ဦးဝင်းနှင့်ခရီးလုံခဲ့ပြီးမ မယူနိုင်ဘူးလို့ခဲ့တော့အရာမှာပင့်တက်ကလေးကိုမြင်ချလိုက်သည်ဖေဖေတက်တာလိုက်ရင်ဟိုဝေးကိုအပြန်အလဲခေါ်သွားမလို့စိတ်တူးပါရဲ့ဘဲမှသူသွားရတာမဟုတ်ဘူးတနေ့တစ်ခေါက်မိမိစီသွားရတာပဲအနိုင်နိုင်သွားရတယ်အလုတ်ကသူမရှိလဲအိမ်မှာမဖြစ်တလို့ဖြစ်နေရောအလဲဘက်ခေါ်ဖို့တောင်ခက်ခက်ခဲရဲ့မဥပင်ခေါ်သွားမလို့လားဦးစောဟန်မှာအလန့်တကြားမေးလိုက်ပြီးမှပြန်၍အင်ကျွဲဆယ်လိုက်ရသည် မိမိတို့ကိစ္စအတွက်ထထာတိဒီဆို၍စိတ်မအေးရသည့်အထင်မဥပင်ခေါ်သွားမှာကိုစိတ်ပူသွားလေသည်မိမိမှာဟိုးဝိထက်အသက်ကြီး၍တဘောမတူသဖြင့်ခွဲဖို့ရလားဟုပူပန်သွားကတောင်တွေးမြောက်တွေးနှင့်ရင်내လေးလာလေသည်နောက်ပြီးမှအိုဝေထွက်လာသည်အိုဝေနောက်မှမေအေးသည်လေးမွေးဖန်ခွက်နှလုံးတင်ထားသောဘန်းကလေးကိုလက်နှစ်ဖက်ဖြင့်ကင်ပါခက်ကုကုလိုက်ခဲ့သည်အိုဝေသည်ဥဆုံဟန်ရှိတစ်ခွက်ထထာရှိတစ်ခွက်ချပေးပြီး တောက်ပါဟုပြောလိုက်လေသည်ဦးစောဟန်သည်ဖန်ခွက်ကိုကင်ပြီးတောက်တော့မြည်လို့ပြီးမှဖန်ခွက်မကင်သေးသောထရဖန်ခွက်ကိုလှမ်းယူပေးပြီးခရာအာတောက်ပါထရာခရာသည်ဖန်ခွက်ကိုလှမ်းယူတောက်လေသည်ဦးဝီမှာမျက်လောချပြီးစကားမပြောဘဲညင်နေသည်ဖြင့်ဦးစောဟန်သည်တဝက်ကျန်သောဖန်ခွက်ကိုချထားပြီးပွေမဥပင်လိုက်တော့မလို့ဆိုခုလှဲ့မိလိုက်သည်ပွေဒီအံ့ဩစွာမြည်ကြည့်လိုက်သည် ထထားနဲ့မဦးပင်လိုက်ရန်စကားမဆက်မိပဲထထားဘလို့ပြောထားလို့ပါလိမ့်ဟုထထားဘက်သို့အံ့ဩသောမျက်လုံးကိုရှေ့ဖယ်ကြည့်လိုက်လေသည်ဦးစောဟန်သည်အခြေပြတ်နေသောဝေး၏အကြည့်ကိုစိုက်ကာထိတ်လန့်ပူပန်မိသည်ညီမနှစ်ယောက်တွားဖို့ရာစီစဉ်ပြီးပြီဟုယူဆလိုက်သည်ဝေးကိုခုံသောအောင်တားရမည်နီးမှာဝေးနှင့်တွေ့မှဖြစ်မည်ဟုစဉ်စားစိုက်ကြည့်နေ၏ခရမှာဦးစောဟန်၏အကဲကိုမပြတ်ခတ်နေသူဖြစ်သည် ။ဦးဝေးကိုခေါ်သွားမည်ဆိုလိုက်မှအချိန်ပြတ်သွားသောဥဆဟန်၏စိတ်တဘောကိုတွေးနေလေသည်။ဦးဝေးသည်မြေတောင်ကလေးချကစစ်စိတ်ထိုင်နေသည်။လိုက်မည်လည်းမပြောမလိုက်ဘူးလည်းမပြောဘဲအသွေးရခတ်အောင်မှိုင်တတိုင်းရှိနေသည်ဖြင့်ဦးဆဟန်မှာမတင်မကြနှင့်စိတ်အိုက်သွားလေသည်။မအူပင်ကအချင်းအားကြီးကြိုက်တယ်လို့အမေကျော်ပဲမရောက်ဘူးသေးဘူး။ဖန်ခွက်ကိုလှမ်းယူရင်းပြောကလှုပ်ပေါက်လိုက်လေသည်။ ။အိုအီမန်ဦးစောဟန်အင်ဒရီဆယ်လျက်ဖပါထေးထေးပြောနေမှန်းသွေးကငုံနေရင်လက်ညှိုးထိတ်လက်သေးကုန်ကိုလက်မနဲ့အမှတ်မထင်ပုတ်နေလေသည်။ချင်းကြိုက်တာတော့မပြောနဲ့။ညနေဆောင်တာနဲ့အိမ်ကိုချင်းအောင်ချရတာပဲ။ချင်းမဝင်အောင်တကားတိုင်းချင်းအောင်စာချရတာလေ။မောင်မြသည်ခေါင်းပေါင်းကိုချွတ်ခဲ့ကအပေါ်အင်ကြီးနှစ်ပင်အိမ်မက်သို့ကူလာသည်။လက်ထဲ၌တန်ကျိုးစာကင်လာကတခင်အားရိုးရိုးတေးတေးလာကုန်ပေသည်။ ဦးစောဟန်သည်တန်ကျိုးစာကိုဖွင့်ပေါက်နေစဉ်ဟိုဝေသည်စိုက်ကြည့်နေလေသည်။ပေါင်းပြီတွားတော့မုံမြထွက်သွားမှတန်ကျိုးစာအိတ်ကိုပေါင်းပြီးအိတ်ထဲသို့တွင်းကာတိုက်ပြဲအောင်မှအလုတ်ကအရေးကြီးလာပြန်နေဦးစောကနေရာမှထားလိုက်သည်။ဦးစောဟန်သည်ထထကိုနှုတ်ဆက်ပြီးဟိုဝေကိုစိတ်မချနိုင်သောမျက်လုံးနှင့်ကြည့်လျက်မအူပင်လိုက်သွားမှစိတ်မကောင်းပုံအမူအရာပြပြန်သွားလေသည်။ကောင်းကိုငိုက်ဆိုင်ဖြင့်ထွက်လာခဲ့ကလမ်းတွင်တွေးလာလေသည်။ နိုင်တတိုင်းဖြစ်နေသောဟူဝေးမျက်နှာကလေးမှာရှေ့မှစီနေသည်ထရာကဖြတ်များနေသလားဟုတန်တရားရှိလျက်စိတ်ထဲမချစ်မရဲဖြစ်လာခဲ့သည်အလုတိုက်တို့မရောက်ခင်ဇယုံရှိသူအဲ့သောအခါဇယုံထဲမှတို့ဝမပြီကိုတိုင်းရင်သားအကုန်စင်တို့ပြီလို့မှတ်တယ်တို့ဝမတခင်ဟုတန်မြန်ကြီးများဟစ်အော်ကြသောအတန်များကိုနားနေမဆက်ကြားရလေသည် အားလုံးပဲစိတ်ပါဝင်စားစွာနဲ့နားဆင်ကြရမယ်လို့မျှော်လင့်ပါတယ်။ကျမရဲ့ channel လေးမှာအခုလိုမျိုးစိတ်ဝင်စားစရာအကူအညီတွေကိုလည်းလမ်းမီတလို့ပြင်ဆင်ပေးတော့မှာဖြစ်လို့ like and subscribe လုပ်ထားဖို့အမေးချပါနေရှင်။နားဆင်လို့ရတဲ့အကြောင်းလေးတွေကိုလည်း comment မှာရေးပေးတော့လို့ရပါရဲ့ရှင်။အားလုံးပဲ Taiya Asian Channel လေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။